မှတ်ရှင်းလင်းပြောပြပေးမှာကတော့ KG Balance အကြောင်းဖြစ်ပါတယ် ကျွန်မ information ပေးချင်တာကတော့ CME တွင်းကုန်ပို့ကုန်လုပ်ငန်းဆောင်ရွက်နေတဲ့စက်ရုံများအနေဖြင့်ပေါ့နော် MGME တွင် KG 3လတစ်ကြိမ်လာရောက်ရှင်းလင်းပေးရတယ်ပေါ့နော်စက်ရုံအနေဖြင့်ကိုယ့်ရဲ့စက်ရုံက MGME ကို KG ဘယ်လောက်ထိရှင်းထားလဲ KG ပါဆန်နဲ့ဘယ်လောက်ထိတည်ကျင်နေဆိုရင်ကျွန်မတို့ဒီ KG balance ကိုကြည့်ချင်းအဖြစ်သိနိုင်ပါတယ်ဒါကတော့ကျွန်မက testing ဖြစ်တဲ့အတွက်မလို့ testing ရဲ့ KG ပေါ့နော်ပုံမှန်ဆိုတော့ဒါစက်ရုံရဲ့ KG ဖြစ်ပါတယ်ဒီဟာဆိုရင် total input KG ဆိုရင်စက်ရုံအနေဖြင့် င်းသွင်းကုန်ပို့ကုန်လုပ်ငန်းဆောင်ရွက်အချိန်မှစရွေးပေါ့နော်ဒီ31 match လားဒီ kg စုစုပေါင်းတွေဖြစ်ပါတယ်ဒါဆို total inpo kg ဒါဆိုရင်တော့ total expo kg အဲဒါဆိုရင်တော့ expo ပို့ပြီး percentage ပေါ့နော်အဲ့မှာကျမတို့ဒီ new application အဲဒီခေါ်တဲ့ခါမှာပေါ့နော်သွင်းကုန် license ရှောက်မယ်ဆိုရင်ကျမတို့အဲဒီအချက်၃အချက် ၃ချက်၄ချက်ရှိရပါတော့။ဘာလို့လဲဆိုရင်အဲကျမတို့ဒီ export ပို့ပြီးက80အောက်ရောနေမယ်။ပြီးတော့ export ပို့ပြီးက100နဲ့100အထက်ဖြစ်နေမယ်။ပြီးလို့ရှင် IDE ဒီနောက်ဆုံးထားရှင်းတဲ့မိနစ်ကကြော်နေမယ်။အဲဒီအကြောင်းမျိုးမျိုးကြောင့်ပေါ့နော်။ KG ရှင်းတဲ့အခါမှာစာရွက်စာတမ်းမပြည့်စုံတာတော့၎င်း။နောက်ထပ်အကြောင်းမျိုးမျိုးကြောင့်တော့ရှိတော့၎င်းပေါ့နော်။အဲမျိုးဆိုရင်တော့ကျမတို့ twin gun license ထောက်ခံချက်စတဲ့စတဲ့ချက်တဲ့အခါမှာ new application ခေါ်လို့မရပါဘူး။အဲမျိုးဆိုရင်ဒီနောက်မှာအလန်း န်းနေကြနိုင်တယ်ပေါ့เนาะအဲ့လိုမျိုးဆိုရင်တော့အဲဒီအသင်းကို KG အမ်မပြည့်ရင်လည်းမပြည့်တဲ့အကြောင်းကိုပြန်ပြီးတော့ဆက်သွယ်ပြီးရအောင်ပါမယ် ခုဆိုရင်ဒီ company အနေဖြင့်ပေါ့နော်အဲဒီ total import total export kg တွေဆိုတာကဒီ98%တွေဆိုတာက31 match လာ2024 ठी kg percentage ဖြစ်ပါတယ်အဲဒါဆိုရင်တော့သူက IDET BB ကာလက30 June 2024 ठी MGME အသိအုံကိုလာရောက်ပေးပို့ထားတာပေါ့နော် MGME ကဒါမစစ်ရသေးဘူးပေါ့နော်အဲသူနောက်ထပ် IDET နောက်ဆုံးထား10ရက်မီနီကတော့ဒီ30 November 2024ဖြစ်ပါတယ်ပေါ့နော်အဲဒီ I တဲ့ကြော်လွန်သွားလို့ရှိရင်တော့ကျမစောနေပြောတယ်အဲအတွင်းကို license ထောက်ခံချက်လျှောက်တဲ့အခါမှာ new application ခေါ်လို့မရဘူးပေါ့နော်အဲ့မှာကျမတို့ဒီ MGMA ဟိဘက်ကစစ်ပြီးလို့တွက်ပြီးသွားလို့ရှိရင်ကျမတို့ဒီ personal ကအ personal date တိုတဲ့ info facebook kg တွေကတော့ပြောင်းလဲမှုရှိပြီးတော့ဒီ date မှာကျမတို့30ကျွန်း2024ဖြစ်သွားမှာဖြစ်ပါလိမ့်ရှင် အဲဒါကတော့ဒီစက်ယုံနေအနေဖြင့်ပေါ့နော်ဒီ KG နဲ့ပတ်သက်ပြီးတော့ MGMU ဖုံးမဆက်ဖဲနဲ့ဒီဖုံးဆက်ဆရာမလိုဝဲနဲ့ပေါ့နော်အဲဒီ KG ဘဲလန်းကိုကြည်ချင်းအားဖြင့်ဒီစက်ယုံနေအနေဖြင့်အဲအားလုံးကိုသိနိုင်နေပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်